ညညမာပြီးမှပထမအဦးဆုံးရိုက်ကြမှာဆိုတော့စိတ်ဝင်စားကြမှာပဲစိတ်ဝင်စားရဲ့ပုံမှာအမြင်ရိုင်းတာမျိုးမဖြစ်အောင်အော်ငါတို့ရေလဲအဆင့်မီရဲ့ဆိုတာမျိုးဖြစ်အောင်ကျွန်တော်တို့အနေနဲ့ directing ဘိုင်းနေ produce ဘိုင်းနေဒီတရုတ်ဆောင်နေလဲတရုတ်ဆောင်ဘိုင်းအရာတေချာကို prepare လုပ်ပြီးတော့ရိုက်တင်တယ်ထင်တယ်။ကျွန်တော်ကတော့နည်းနည်းရှက်တာပေါ့နော်။ငါရိုက်ရမယ်ဆိုရင်ရိုက်နိုင်မှာမလားပေါ့။အဲနောက်ပိုင်းအကယ်၍အဲ့လိုမျိုးရိုက်လာမယ်ဆိုရင်တော့အကုန်တင်းမော့ကောင်းဖို့တော့လိုတယ်။ ခုလက်တော်ကတော့ကျွန်မကြော်ညာလေးရိုက်ဖြစ်နေရပြီးတော့ဇလန်းသွဲလေးကန်လန်းထားနည်းနည်းကြည့်ဖြစ်နေရပေါ့နော်အဲ confirm တော့မလုပ်ရသေးဘူးဒါပေမဲ့ဇက်ကောင်လိုက်မလိုက်လေးကြည့်နေရပေါ့ဟုတ်အဲ character ကတော့အဓိကအဲ့လိုဘာပြောမလဲကိုတရုပ်ဆောင်တာပြပြလို့ရမယ့် character မျိုး character ကောင်းတာမျိုးလေးတော့ရွေးဖို့တော့ရှိတယ်အဲ့ပြီးတော့အရင်ကလောက်ခဲ့ဘူးကလေးနဲ့မတူပဲပြောင်းလဲတဲ့ character လေးလှုပ်ချင်တယ်ပေါ့နော်ဟုတ်ဟုတ်အမြင အသားတော့ပြောရရင်ဒါပြောင်းလဲတိုးတက်လာတယ်ညီလူတွေလည်းပွင့်လင်းလာပေါ့နော်ဒီဟာပေါ်တော့အာဒီရိုက်ကူးကအနေနဲ့ဂျန်နေနေတော့ negative အမြင်မရှိပါဘူးဒါပေမဲ့ဒီဟာကလည်းအာဒီတေးဥဆောင်တာအပြင် ရိုက်ကူးရဲ့ angle ဘယ်လိုယူရမလဲ director ဘိုင်းနေနေလည်းအများကြီးဆိုင်သွားတော့အဲနောက်ပိုင်းအကယ်၍အဲ့လိုမျိုးရိုက်လာမယ်ဆိုရင်တော့အကုန်တင်းမော့ကောင်းဖို့တော့လိုတယ် and ပြီးတော့အာဂျန်နီဂျန်နီကလည်းနေနေတော့ရှက်တာပေါ့နော်အဲငါရရမယ်ဆိုရင်ရိုက်နိုင်မှာမလားပေါ့ အာအများကြီးအများကြီးကျွန်တော်တို့နိုင်ငံခြားဒီကိုရီးယားအခုဆိုရင်ကျွန်တော်တို့အနည်းဆက်ဆိုတော့ကိုရီးယားရဲ့ဘာတွေသူတို့ဘယ်လိုမျိုး behind the scene မှာဘယ်လိုပြင်ဆင်ကြလဲဆိုတာကိုကြည့်ပြီးတော့အာမာရိုက်ကူးဖျားမှအထင်တယ်ပေါ့ဒါတော့အဓိကအမြင်မရအောင်ရိုက်တတ်ဖို့ပဲလိုတာပေါ့နော်အာဒီတစ်ခါတလေကျတော့ဟိုမှာလဲ အဲဒီ foreign ဘက်မှာလည်းဒါနန်းနန်းနဲ့ဇဝင်ခံရိုက်တာဒီလိုပဲနန်းလာဒါပေမဲ့သူတို့ရဲ့ရိုက်ချက်တွေအဲ director ရဲ့ directing လုပ်မှုတွေနဲ့အာဒီဟာပွဲပြားသွားပါတော့ဒီမှာလည်းအဲကဲရေးရိုက်မယ်ဆိုရင်လူတွေအနေနဲ့ပေါ့ပထမဘယ်လိုဖြစ်ညမာပြီးမှပထမအအောင်ဆုံးရိုက်ကြမှာဆိုတော့စိတ်ဝင်စားကြမှာပဲစိတ်ဝင်စားတဲ့အပေါ်မှာအမြင်ရိုင်းတာမျိုးမဖြစ်အောင်အော်ငါတို့ရေလည်းအဆင့်မီရယ်ဆိုတာမျိုးဖြစ်အောင်ကျွန်တော်တို့အနေနဲ့ directing ဘိုင်းနေ producing ဘိုင်းနေဒီတရုပ်ဆောင်နေရလဲတရုပ်ဆောင်ပါ ိုင်းအရာဒေချာကို prepare လုပ်ပြီးတော့ရိုက်တင်တယ်ထင်တယ်ပေါ့နော်အာဒါကတော့ဒါလူတယောက်နဲ့တယောက်ပေါ့နော်ဟို culture လည်းမတူကြဘူးပြီးတော့ဒီ culture တူရင်တောင်ကျွန်တော်တို့အနေနဲ့အဲတိုးတက်လာပုံတွေကမတူကြဘူးဆိုတော့လက်ခံနိုင်မှုတွေလက်မခံနိုင်မှုတွေရှိရပါဘူးအဲ့ဒီပုံမှာတော့အများကြီးပြောချင်ပါဘူးဒါပေမဲ့ဒီဟာပေါ့လူတွေကိုလက်ခံလောင်ဘယ်လို present လုပ်မလဲဆိုတဲ့ဟာပဲလူရယ်လို့ထင်တယ်ပေါ့အဲဒါကတော့ညှိနှိုင်းရမှာပေါ့အာဂျန်နီအနေနဲ့အဓိကကတော့ပရိတ်သတ်က အမြင်မရိုင်းဖို့လိုတယ်ပေါ့နော်ပြိတ္တဒါအဲဖုန်းကြီးကြောင့်ကစ်စင်းပါရယ်ဆိုရဟာတတိထားကြည့်ကြမှာပေါ့စကားတစ်ခုလုံးမကြည့်ရင်တော့အဲ့အခန်းပါရယ်တော့လူတွေစိတ်ဝင်စားကြမယ်ဆိုတော့အဲ့ဒါကို focus လုပ်ကြည့်ကြမယ်အတွက်ကြောင့်ဂျန်နီနဲ့ဒီပြိတ္တကို present လုပ်တဲ့ဟာကိုအကောင်းဆုံးဖြစ်အောင်ဒါရိုက်တာရောတရုပ်ဆောင်ရင်းနဲ့ရော producer ရင်းနဲ့ရောအကုန်ညှိနှိုင်းပြီးတော့မှအာဒါလောက်ရမှာပေါ့နော်အဲ့လိုမရှိသေးပါဘူးရှိသေးပါဘူး ပြောပြောလိုက်ရမ်းဟိုပွဲဖြစ်သွားမှာပေါ့။အာနေလား။အာနေ။နမေစာလေးပြောပါ။အဲ့လိုရတော့မရှိပါဘူး။ဒါဒါကိုနဲ့ရရမဲ့မင်းသားကြာရကြာရမင်းသားနဲ့ဒါကြာကြာရစစနေအောင်လောက်ရမှာပေါ့နော်။ဂျန်နီကအဲ့လိုရမရှိပါဘူး။ဘယ်ဘယ်မင်းသားနဲ့မှရရမရှိဘူး။ပြီးတော့ဂျန်နီကအဲ့လို body တွေပါလေအဲ့လိုမျိုးဟိုရွေးချယ်ပြီးအာ body mic လို့ကြိုက်တယ်ဆိုတာမျိုးမရှိဘူးပါ။ အလုံးဒီ93မှာဖြစ်ခဲ့တဲ့အဲမကောင်းတဲ့ကိစ္စတွေကိုအကုန်လုံးမေ့ပြစ်ပြီးတော့94မှာစိတ်တလူတအဲနဲ့စပီးနှစ်တလေးကိုကျူးဆွန်နိုင်ပါစေလို့ဆန္ဒဆုတောင်းပေးပါတယ်ဟုတ်မင်္ဂလာပါရှင်ယောက်ျားကြီးမင်္ဂလာပါမိန်းမယောက်ျားအခုအားလားမသိဘူးရှင်ဒီဘက်မှာယောက်ျားနဲ့ရင်ဖြစ်စရာကိစ္စတခုလေးရှိလို့ပါအားမနာလို့မိန်းမ ။ဒီမှာယောက်ျား message တစ်စောင်ပို့နေရလို့ခဏတော့စောက်ပေးလို့ရလား။ရပါတယ်။စာရင်ပြလိုက်ပါရှင်။အော်ဟုတ်ပါပြီဗျာ။အော်အခုဆောင်းဟိုင်းတို့ဖြစ်သွားတဲ့အတွက်မိမတော့တောင်းပန်နေနော်။အယောက်ျားဒီမှာ message ပြန်လို့ပြီးပြီ။ဟာယောက်ျားမတက်ရဖို့လိုလားမသိဘူး။ဒီလိုဆိုကောင်းတာပေါ့ရှင်ဒါမှမဟုတ်ရှင်ဒူထောက်နေလို့လည်းရပါတယ်ဟုတ်ကဲ့ကောင်းပါပြီ ခုပြဿနာလေးကတော့ဒီလိုပါရှင်။ရှင်မင်းညအပြင်မှာညစာထက်စားတာစောစောလေးပြင်မလာဘူး။ဖုန်းဆက်တော့လည်းရှင်ကိုဆက်သွယ်လို့မရဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်ဗာမြန်ပြောချင်သေးလေရှင်။အာအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ယောက်ျားမင်းမောနည်းနည်းရှင်းပြပြတာကိုရှိသေးတယ်။ဟုတ်တယ်ယောက်ျားမင်းညအပြင်မှာဒင်နာထွက်စားတယ်။အသွားနေတဲ့လမ်းမှာဖုန်းကအားကုန်သွားတယ်လေ။ဟုတ်တယ်ယောက်ျားမင်းမောအချိန်ဆက်သွယ်ပြလိုက်တာ။အော်ဒီလိုလား။ဟုတ်ပါတယ်ဗျာ။ ဒီလိုဆိုကျေးဇူးပြု၍ရှင်နေတိုင်းပြန်လာရင်ဝဲလာတဲ့ဒီတကားဝကနေတက်ထပ်သွားလိုက်ပါရှင်အော်ဒါဆိုကျွန်တော်တို့အချားဖြည့်ရှင်းလို့ရတဲ့နီလန်လေးရှိသေးလားလို့မေးချင်ပါတယ်ဗျာအားနာပါတယ်လောလောဆယ်တော့မရှိသေးပါဘူးရှင်ကျမရှင့်ကိုဒီတပတ်အတွင်းမမြင်ချင်တဲ့အတွက်ကြောင့်မလို့တကားဝကနေတက်ထပ်သွားရင်ကိုရပါပြီရှင်ကျွန်တော်ဒီကိစ္စကိုကျေးဇူးတော်မလို့ပဲအဒီလိုနည်းနဲ့ဖြည့်ရှင်းပေးတဲ့အတွက်မိမောင်ရောင်ကျေးဇူးတင်ပါတယ်ဒါမဲ့ကျွန်တော်တောင်းဆိုစရာလည်းတစ်ခုမှရှိရဲ့ အချင်းရဲ့တတောင်းနည်းနည်းလောက်လျှော့ပြီးပါလားတပတ်အဒါမှမဟုတ်တနားရီနိုင်ဝတ်ဖြစ်ဖြစ်ပေါ့မရပါဘူးရှင်ဒီတကားကနေတက်ထက်သွားရင်ကိုရပါပြီရှင်ဒါဆိုလည်းယောက်ျားမဖြည့်ရှင်းတဲ့နီလန်တစ်ခုရှိသေးတယ်ဟာအဲ့ဒီနီလန်မိမမတုံးကျင်လဲခဏလောက်တော့နားထောင်ပြီးပါလားဟုတ်ကဲ့ပြောပါအရှင်ယောက်ျားအမိမအချိုက်ဆုံးအချိန်ဒီပဲလဲဆယ်ရီဆိုင်ကအဲ့ဒီလုံးဝယ်ပြီးမှဆွေရောအချိန်နည်းနည်းလျှော့ပြီးမှလား ဒီနီလန်းလေးကတော့မစိုးပါဘူးရှင်။ကျွန်မခဏလောက်စဉ်းစားပြရစီရုံတော့မနေ့ကကြာလို့ရှင်တော့အပြေပြန်ပေးပါမယ်ရှင်။ဒီညစဉ်းစားပြလို့မရအောင်လားမိမရယ်။မနေ့ပြန်အဆင်ပြေလို့ရှင်။ရောက်တော့ကြေးကြီးပါလဲဆိုပြီးစာရီတွားကြမယ်လေ။ဟုတ်ပါပြီ။ဒါဆိုကျွန်မအမြန်စဉ်းစားပေးမယ်နော်။အော်ဟုတ်ကဲ့ပါဗျာ။အာမိမစိတ်ရှုပ်နေဖြစ်သွားရင်ရောက်ကြတောင်းမယ်နော်။ကြီးပါလား။

那我不会读，哈哈哈，那倒。 င်ခေါ်လာပါတဝင်တော်လေးနည်းနည်းရှော့ပါဟုတ်ကဲ့ တမလဲအခုလားအိမ်မမီးပြတ်နေလို့ဟိုတယ်မှာကိုကိုတကယ်ချင်းလည်းပါတယ်စိတ်ပုံမနေနဲ့တဝင်းတော်မနေနဲ့အောင်တော့ဒါပဲအိမ်မအိမ်မအိမ်မဘောတနာစရာနော်လာနေဘူးပြာ